ဒီနေ့မှာတော့နစီယာမာကြီးရဲ့ပင်ဖိတ်မှုနဲ့မေရောကာလီကမိန်ကလေးတယောက်ရဲ့ခန္ဓာကိုယ်ထဲကိုဝင်ရောက်ပူကပ်ပြီးအသွင်ပြောင်းမှုတွေကိုရှင်းလင်းတုတ်တင်နေခဲ့တယ်လို့ပူဇော်ပွဲကိုရောက်ရှိလာခဲ့တဲ့စီရှာနဲ့ရှီဗန်ညာတို့ကိုလည်းမေရောကာလီကဘလို့တွေတုတ်တင်သွားမလဲရှီဗန်ညာလည်းမေရောကာလီရဲ့ဒေါသတွေအောက်မှာအသက်ပေးလိုက်ရမလားဆိုတာကိုစိတ်ဝင်စားဖို့ချီရှူရမယ်ဝေပြုံမယ်ရဲ့ကလပ်စားအပိုင်း၁၇ကို recap ပြုလုပ်ပေးသွားမှာဖြစ်ပါတယ် ကျွန်တော်တို့ရဲ့ Recapout Channel ကိုကြည့်ရှုအားပေးကြတဲ့ပြည်သားအားလုံးမင်္ဂလာပါ။အိန္ဒိယစကားများကိုတိတန့်တင်ဆက်ပေးနေတဲ့ကျွန်တော်တို့ရဲ့ Recapout Channel နဲ့နိုင်ငံတကာစကားစုံကိုတင်ဆက်ပေးသွားမယ် Recapout IND Channel တို့မှာစကားကောင်းလေးတွေကိုကြည့်ရှုနိုင်မှု Subscribe လေးပြုလုပ်ပေးထားပါအောင်ခင်ဗျာ။ဇလံလေးကိုတင်ဆက်ပေးသွားမှာကတော့ကျွန်တော်ထပ်နိုင်မယ်ဖြစ်ပါတယ်။စီရှာတရား နစီယာမာကြီးလွှတ်လိုက်တဲ့သင်္ကန်းစွန်ရဲတွေရဲ့အော်တန်ကိုမကန်စားနိုင်တော့တဲ့အဆုံးမွေပြစ်အသွင်ပြောင်းကမီရင်းတစ်ခုတည်းကိုဝင်ရောက်ပုံအောင်နေခဲ့ပါတော့တယ်။ရိုင်ဂျာတို့လည်းစီရှာရဲ့မွေသွင်းကိုပြောင်းကကားကိုနှောက်ရှက်နေမှုကထူးဆန်းစွာနဲ့ပျောက်ကွယ်သွားခဲ့တာကြောင့်ရှိုင်လက်နဲ့တိုင်မင်ကကားကိုနောက်ပြန်ဆွဲဖို့ပြောဆိုခဲ့ပါတယ်။အဲဒီနောက် ရိုက်ဂျာရှိုင်းလန်အန်ကက်ရှ်နဲ့ကားမောင်းသမားတို့လည်းကားအုပ်ကိုစင်ကသူတို့ရဲ့အားနဲ့ကားကိုနောက်ပြန်ဆွဲခဲ့ကြပေမဲ့ဘလို့ပါကားကမရွေ့ပဲဖြစ်နေခဲ့တာကြောင့်သူတို့တွေလည်းလက်လျှော့ခဲ့ကြပါတယ်။ဒါကြောင့်မဲသူတို့လည်းကားပေါ်ကဂျာမနီတို့မိန်းကလေးဘွဲ့ကိုစင်ခိုင်းခဲ့ကနဆီယာမာကြီးရဲ့ပူဇော်ပွဲပြုလုပ်မဲ့နေရာကလည်းမဝေးတော့တာမို့လမ်းလျှောက်ပြီးသွားဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။တစ်ဖက်မှာလည်း ဦးစောပွဲကိုတွားနေတော့ကားဘင်းကဒီရောတွားခဲ့တာကြောင့်ရီတတီယောင်အင်ကထွက်လာတော့ကကားကအကောင်းဖြစ်ပေမယ့်လန်တဝါမှာအခုလိုဖြစ်နေရတဲ့အပေါ်မှာထူးဆန်းနေခဲ့ပိုင်။ဒါကြောင့်မဲမိခင်ဖြစ်သူထံကိုဖုန်းဆက်ကသူတို့ပူစောပွဲကိုမလာနိုင်တော့ဘူးလို့ပြောဆိုဖို့ဖုန်းဆက်ခဲ့ပေမယ့်ဂျာမနီရဲ့ဖုန်းကကားပေါ်မှာကျန်ခဲ့တာကြောင့်ရီတလည်းဖုန်းဆက်မရဖြစ်နေခဲ့ရပိုင်။ဂျာမနီတို့ကတော့တယောက်လက်ကိုတယောက်ဆွဲကပူစောပွဲစီကိုလမ်းလျှောက်သွားနေခဲ့ကြပြီလေဖြစ်ပိုင်။ဒီလိုနဲ့ နဆီယာမကြီးပူစောပွဲပြုလုပ်ရာနေရာကိုရောက်ရှိလာခဲ့ချိန်မှာတော့ရာအီဂျာနဲ့ယာမနီတို့ကသူတို့လမ်းမှာတွေ့ကြုံခဲ့ရတာတွေကိုအထိတ်တလန့်နဲ့ပြန်လည်ပြောပြနေခဲ့ပါနစီယာမာကြီးကလည်းဒါကမွေမရဲ့လက်ချက်ဆိုတာသူသိတဲ့အကြောင်းနဲ့မေတော်ကာလီရဲ့ပူဇော်ပွဲပြီးရင်တော့မွေရူရဲ့စွမ်းကထာဝရပျောက်ကွယ်သွားမှာဖြစ်ကြောင်းအခုမင်းတို့အားလုံးကိုလည်းမေတော်ကာလီကကက်တင်ပေးလိုက်တာဖြစ်ကြောင်းပြောပြခဲ့တာကြောင့်ဂျာမနီတို့လည်းမေတော်ကာလီကိုရှစ်ခိုးခဲ့ကြပါတော့တယ်။နစီယာမာကြီးက ဒီပူဇော်ပွဲပြီးရင်တော့မေတော်ရဲ့စွမ်းတွေကပေါင်းစီပြီးမေတော်ကိုယ်တိုင်ကုထင်ပြလိုက်မယ်အခုပဲပူဇော်ပွဲကိုစကြတာပေါ့လို့ပြောဆိုနေခဲ့ပါရာဂျာကဆီယာမာကြီးခိုင်းသမျှလဲကျွန်တော်တို့အကုန်လုတ်ခဲ့သလိုဆီယာမာကြီးပေးထားတဲ့အဆောင်လက်စွပ်ကိုလည်းမချွတ်တမ်းဝတ်ထားခဲ့တာတောင်အန်ဒီရီကရှိနေတော့မယ်အဒီမွေမကအရန်ကိုစွမ်းထက်တဲ့ကျွန်တော်တို့သူ့လက်ကနေပြေးလို့မလွတ်နိုင်ဘူးလို့ထိတ်လန့်စွာနဲ့ပြောဆိုခဲ့မှုပေါ်နဆီယာမာကြီးကအသွင်ပြောင်းမွေကိုတိုက်ခိုက်နိုင်တာကမေတော်ကာလီပဲရှိတယ် တန်တရားတွေမဝင်နဲ့တော့ငါတို့အသက်တွေကိုစောင့်ရှောက်ပေးရတာအရှင်မရဲ့တာဝန်ပဲပူဇော်ပွဲကိုလုပ်ပြီးတာနဲ့ဒီမွေတွေကိုတုတ်တင်ဖို့မေတော်ကရောက်လာပါလိမ့်မယ်လို့ပြောဆိုနေခဲ့ပါတယ်။ရာဟီကြလည်းနားမရှင်းတာကြောင့်မေတော်ကဘလို့ရောက်လာမှာလဲလို့ပြောဆိုမေးမြန်းခဲ့တဲ့အခါနဆရာမကြီးကသူရှိမှထိုင်နေတဲ့မိန်းကလေးကိုညွှန်ပြလာရင်မေတော်ကမိန်းကလေးအတွင်နဲ့ရောက်လာပါလိမ့်မယ်လို့ပြောဆိုခဲ့တာကြောင့်ရာဟီကြတို့လည်းနဆရာမကြီးစီးချထားတဲ့နေရာမှာထိုင်နေခဲ့တဲ့မိန်းကလေးကိုထူးဆန်းစွာနဲ့ကြည့်နေခဲ့ပါတော့တယ်။နဆရာမကြီးက မေရောကာလီမိန်းကလေးတစ်ယောက်ကိုဝင်ပူတဲ့ဆိုရင်အဲ့ဒီမိန်းကလေးကလုံးဝထိမရနိုင်အောင်ဖြစ်သွားလိမ့်မယ်အဲ့လိုထိမရတာကမှတကယ့်ကိုအစွမ်းပဲဒီတင်းကြိုင်းမြေတစ်ခုလုံးမှာမျက်မြင်တွေ့ရတော့မယ်မေရောကာလီကသူ့ရန်သူရဲ့လောင်းတွေချားမှာကခုန်နေလိမ့်မယ်မေရောရဲ့ဖွက်ထားတဲ့ရှာပေါ်လာပြီဆိုရင်သူ့ဒေါသထွက်နေပြီအဲ့ဒါကသူ့စာနေပြီဆိုတဲ့အထိပဲပဲသူနဲ့ရင်ဆိုင်တွေ့တဲ့သူဘသူမဆိုသိရလိမ့်မယ်မေရောကအကုန်လုံးကိုမီးရှို့ဖျက်ဆီးလိမ့်မယ်အားလုံးကပြပြစ်သွားလိမ့်မယ်သူကိုထိန်းနိုင်တာကလည်းအရှင်တီဝပဲရှိတယ် မေတော်ကာလီရဲ့ဒေါသကိုထိမ့်ဖို့အတွက်အရှင်သီဝါကမေတော်ရဲ့ခြေရင်းမှာလှဲနေပေးရတယ်။အရှင်သီဝါရဲ့ရင်ဘတ်ကိုနင်းပြီးတော့မှမေတော်ကာလီရဲ့ဒေါသတွေကပြေသွားမှာ။အဲဒီချိန်ညရင် မေတော်ရဲ့ရှာကထွက်လာလိမ့်မယ်။ဒါဆိုရင်တော့သူ့ရင်ထဲကဒေါသတွေကငြိမ်းသွားပြီဆိုတဲ့သဘောပဲလို့ပြောဆိုရှင်းပြခဲ့ပါတယ်။အဲဒီနောက်နဆီယာမာကြီးကပူဇော်ပွဲကိုစတင်ဖို့အတွက်ဘုံနာကြီးကအကူရီတွေကိုတီးမုတ်ကတ်ခုံဖို့ခေါ်လိုက်တော့လို့ပြောဆိုကသူမရဲ့နှုတ်ကလည်းဂါရာရီကိုရွတ်ဆိုနေခဲ့ပါတယ်။ ဂိုရီတွေကလည်းပူစောပွဲပြုတ်လောက်ရနေရကိုရောက်ရှိလို့လာခဲ့ပြီးကာခုံနေခဲ့သလိုနဆီယာမာဂျီကလည်းဂါရာရီကိုမပြတ်တမ်းရွတ်ဖတ်နေခဲ့ပါနဆီယာမာဂျီရဲ့ရှေ့ကမိန်းကလေးကတော့တကူလုံးတုံရင်လာခဲ့ပြီဖြစ်ပါခနာကြာမှာတော့နဆီယာမာဂျီကမေရိုကာလီယာသွေးချိုနဲ့ပူစောနေခဲ့ပါနဆီယာမာဂျီကမေရိုကာလီမာအသွင်ဆယ်မျိုးရှိပြီးဒီလိုစွန်းနေရှိတဲ့မေရိုကပူစောပွဲပြီးရင်ကိုထင်းပြလိုက်မယ်ငါတို့ကိုကဲတင်ဖို့မေရိုကာလီကရောက်ရှိလာလိမ့်မယ် ဒီညမဲတော်ကဒီကောင်မလေးရဲ့ခန္ဓာကိုယ်လေးကိုသူ့ရဲ့ကြောက်စရာကောင်းဆုံးအသွင်နဲ့ဝင်ပြီးတော့ပူလိုက်မယ်။ပြီးရင်မဲတော်ကအဲ့ဒီမွေတွေကိုတပ်ပြစ်လိုက်မယ်လို့ပြောပြခဲ့တဲ့အခါမှာတော့ရိုက်ချာတို့တွေလည်းအံ့ဩနေခဲ့ပါတယ်။တစ်ဖက်မှာလည်းစီရှာကမွေအသွင်နဲ့ပုံအောင်နေခဲ့တဲ့တွင်းထဲကနေပြန်ထွက်လာခဲ့ပြီးသူမရဲ့ဒီကိုယ်လုံးကလည်းချမ်းသာလို့ခံစားနေခဲ့ရတာကြောင့်ဘလို့တွေဖြစ်နေရတာလဲဆိုပြီးတွင်းနေတုံးမှာပဲဒေါ်တွေကနေဝင်းများစွာကထွက်လာခဲ့ပြီးနဆရာမကြီးရဲ့ပူစောပွဲရှိရာအရက်ကိုဥတီသွားနေခဲ့ကြတာကို စီရှာတရားအောင်ယဉ်တွေ့နေကြရပါတယ်။ဒါကြောင့်ပဲစီရှာကဒါဆိုရင်တော့မေတော်ကာလီကအဲ့ဒီကောင်မလေးရဲ့ကိုယ်ထဲကိုဝင်လာခဲ့ပြီနဲ့တူတယ်။မသွားတဲ့မိုးတွေကိုလည်းအပေါ်မှာပြန်နေတဲ့ငှက်တွေကလာခေါ်มาပဲ။ငါတော့မသွားဘူးလို့ရည်ရွယ်ပြောဆိုနေခဲ့ပေမဲ့သူမရဲ့အသွင်ဟာငွေတကောင်ဖြစ်ပြန်လဲပြောင်းလဲသွားခဲ့ရပြီးဘူဇော်ပွဲရှိရာကိုတစုံတရာကညှို့ငင်ခေါ်ယူနေခဲ့တယ်လို့ဖြစ်ခဲ့ရကဘူဇော်ပွဲရှိရာရက်ကိုစီရှာလဲထွက်သွားခဲ့ရပါတော့တယ်။ အဆိုပါမွေများစွာဟာရီတနဲ့ရှီဗန်ညာတို့ကားပြတ်တဲ့နေရာကိုလည်းဖျက်ဆီးသွားခဲ့တာကြောင့်ဒါကိုတွေးလာတဲ့ရှီဗန်ညာကရီတကိုရှောင်စေခဲ့ပြီးရီတကလည်းမွေရီကိုမြင်လာတော့ထိတ်လန့်သွားခဲ့ပါတယ်။ရှီဗန်ညာကဒီညကလက်ွယ်ညာပဲမွေရီအတွက်တော့အန်ဒီရရှိတဲ့ညာပေါ့ဒီညမှာဘာမှမဆိုဖြစ်သွားနိုင်တယ်လို့ပြောဆိုခဲ့မှုပေါ့ရီတကမင်းကမွေရီရဲ့အချောင်းကိုတော်တော်သိပါလားလို့ပြောဆိုခဲ့တာကြောင့်ရှီဗန်ညာလည်းမွေရီကအန်ဒီရရှိတယ်ဆိုတာအားလုံးကသိတာပဲ။ ဒီမိုရေစီကနေကောက်ွယ်ဖို့အတွက်နက်ဆီယာမကြီးနဲ့တမိသားစုလုံးကပူဇော်ပွဲလုပ်နေကြတာမဟုတ်လားလို့ပြန်လည်ပြောဆိုခဲ့ပါတယ်။အဲဒီနောက်ရီတက်လည်းသူကားပြင်နေတုန်းကအနားမှာရှိတဲ့ဖျားစင်လေးနားမှာသွားဆောင်နေဖို့ရှီဗန်ညာကိုပြောဆိုခဲ့ပါတယ်။ရှီဗန်ညာလည်းရီတက်ရဲ့နားကနေထွက်လာခဲ့ရင်စောင့်ဆိုင်နေခဲ့စင်ပါပဲ။စီရှာလိုပဲသူ့ရဲ့စွမ်းတွေကကြာဆင်းလာခဲ့ရပြီးမွေးသွင်းကိုကူးပြောင်းသွားခဲ့တဲ့အခါကောင်းကင်မှာဝဲပြန့်နေတဲ့တိမ်ငှက်တစ်ကောင်ကရှီဗန်ညာကိုတုတ်ချီသွားခဲ့ပါတော့တယ်။ ဒါကိုကားပြစ်နေတဲ့ရီတစ်ကတော့သတိမပြုမိခဲ့ပါဘူး။တစ်ဖက်ကနဆီယာမာကြီးထံမှလည်းတကူလုံးတုံရင်နေခဲ့တဲ့မိန်းကလေးကတစုံတရာဝင်ရောက်ပူကတ်တော့မလို့ဖြစ်နေခဲ့ရပြီးအဆူပါနေရာကိုမွေးရွေများစွာကလည်းရောက်ရှိလာနေခဲ့ပါ යි ။အဲ့ဒီချိန်ဒူဆန်းစွာနဲ့လေပြင်းတွေကလည်းတိုက်ခတ်လာခဲ့ပါ යි ။အဲ့ဒီနောက်ရှီဗန်ညာကိုဒိုးတုတ်ချီလာခဲ့တဲ့တိုင်းငှက်ကြီးကပူစောပွဲပြုလုပ်ရာနေရာမှာမွေးသွင်းတဲ့ရှီဗန်ညာကိုချက်ထားပေးခဲ့ပါ යි ။ သဲတွေဖုံးတွေပါလွတ်ဆင်လာခဲ့တာကြောင့်နဆီယာမာကြီးကရိုက်ဂျာတို့ကိုမျက်လုံးတွေကိုစီးထားဖို့ပိတ်စာချိုးကိုပေးရခဲ့ပြီးရိုက်ဂျာတို့ကလည်းတပင်တပင်ရဲ့နားမှာအားလုံးစူးစီးလိုက်ကြပြီးပိတ်စာနဲ့မျက်လုံးတွေကိုစီးနှောင်ထားခဲ့ကြပါမေရောကာလီရဲ့ရုပ်ထုကြီးအောက်မှာတကူလုံးတုံရင်နေခဲ့တဲ့မိန်းကလေးကတဖြည်းဖြည်းနဲ့အသားရည်တွေကအမေးရောင်ဖြစ်ပြောင်းလဲသွားခဲ့တယ်လို့သူမရဲ့ခန္ဓာကိုယ်ရဲ့ကိုမေရောကာလီကပူကက်ဝင်ရောက်နေခဲ့ပြီလေဖြစ်ပါတယ်။မေရောကာလီဝင်ရောက်ပူကက်ပြီးတဲ့နောက်မှာတော့မေရောကာလီက ူရဲ့ဓာကြီးနဲ့ပူဇော်ပွဲကိုရောက်ရှိလာခဲ့ကြတဲ့အသွင်ပြောင်းမွေတွေကိုခုတ်ထစ်တပ်ပစ်နေခဲ့ပါအဆိုပါတဲ့မှာစီရှာကလည်းပါဝင်ခဲ့ပြီးမေရောကာလီရဲ့တပ်ဖြတ်ခြင်းကိုခံခဲ့ရပါတော့တယ်အဆိုပါဖြစ်ရက်တွေကိုမျိုးလုံးမှာပိဿရီနဲ့စီးနှောင်ထားခဲ့တဲ့နဆီယာမကြီးနဲ့ရိုက်ချာတို့တွေလည်းမတွေ့မြင်ခဲ့ကြပါဘူး စီရှာရဲ့ဖြစ်ဆိုးကိုမြင်တွေ့လိုက်ရတဲ့ရှိဗန်ညာလဲမေတော်ကာလီကိုတွားရောက်တောင်းပန်နေခဲ့ပြီးမေတော်ရဲ့ဒေါသမီကိုအရင်ဆုံးပြပြောင်းနိုင်စေဖို့အရှင်တီဝါရဲ့ရုပ်ထုကြီးကိုမာပြီးမေတော်ကာလီရဲ့ရှိမှချထားပေးခဲ့ရမှာတော့တလန်းချင်းရှောက်လန်းလာတဲ့မေတော်ကာလီရဲ့ခြေထောက်တစ်ပတ်ကအရှင်တီဝါရဲ့ရင်ဘတ်ပေါ်ကိုတင်လိုက်ပြီးတဲ့အချိန်မှာတော့ဒေါသတွေကပြေသွားခဲ့ရပါတယ် ဆူဝါချိန်ကြမှရှီဗန်ညာကသူမရဲ့ဖြစ်ဆိုးကိုရှင်းပြခဲ့သလိုရာဟီဂျာတို့ကနဆီယာမာကြီးကိုအကူအညီတောင်းပြီးဒီပူဇော်ပွဲကိုပြုလုပ်ခဲ့တာဖြစ်ကြောင်းရှင်းပြပြောဆိုခဲ့တဲ့ခါမှာတော့မေရိုကာလီကလည်းရှီဗန်ညာရဲ့ပြောစကားတွေကိုသူ့ရဲ့တကူးစွမ်းတွေနဲ့စင်ကြင်သုံးသပ်နေခဲ့ပါတော့တယ်။နောက်ရက်တွေမှာလည်းဒီလိုစကားကောင်းလေးတွေကို recap ပြုလုပ်တင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ recap out channel ကို subscribe လေးပြုလုပ်ပေးသွားပါအောင်နော်။စကားလေးကိုအချိန်မေးကြည့်ရှုခဲ့တဲ့အတွက်ကျေးဇူးတူပဲတင်ပါတယ်။